episode 3ရဲ့အစမှာဆိုလို့ရှိရင်တော့တို့အနေနဲ့တတ်မှတ်ထားတဲ့လူသုံးယောက်ပြေးသွားတာကြောင့်ပြိုင်ပွဲဝင်ဖို့အတွက်စီရင်ပေးဖို့လုပ်နေခါလေလီယာတယောက်ဟာဆိုလို့ရှိရင်လည်းအခုမှရွာတက်လာတဲ့အာရွေကိုတိုက်ပွဲဟာရန်သူဘက်မှ9ယောက်ရှိမှဖြစ်ပြီးတော့ကိုကတယောက်ချင်းစီပဲခြားမှနောက်ဆုံးချန်ခဲ့တဲ့သူကအနိုင်မဲဆိုပြီးတော့ပြောလိုက်ခါ AS အနေနဲ့တွေ့ရာကရှာပြီးတော့ဒီဘက်မှာလည်း BS နှစ်ယောက်တောင်ရှိတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့အာရွေတယောက်ကလည်း AS BS ဆိုတာဘာလဲလဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အစင်လေးစင်ရှိကြောင်းနဲ့ဒီမျိုးမှလူ900ရှိရတဲ့မှာ အီရန်က20ပဲရှိရဲဆိုပြီးတော့ပြောလိုက်ခသူရဲ့ရိုင်နာရဲ့ကတော့ဖြီးစင်းဖြစ်ပြီးတော့ရိုင်နာကိုနိုင်ထားတဲ့အာရယ်ကလည်းဖြီးစင်းကြော်ကြော်လောက်မှရှိတော့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့အနေနဲ့အေးဆက်နဲ့မတွေ့ဘူးဆိုလို့ရှိရင်တော့ဒီနည်းနည်းဖြစ်သွားမှာပဲဆိုပြီးတော့ပြောလိုက်ခအုပ်စုခွဲပြီးသွားပြီးဒီနေ့သွားကြည့်လိုက်အောင်မယ်ဆိုပြီးတော့လီလီယာကပြောလိုက်ပါတယ်အဲ့ဒီနောက်သူဆက်သွားတဲ့အချိန်မှာတော့အာရယ်ကလည်းရိုင်နာမင်းကခွန်အားပြုတာတမမလားမင်းမခွန်အားစကေးပြင်းတခြားပါရှိသေးလဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အဲ့ဒီအချိန်မှာပဲရိုင်နာကလည်းအခြားကခန္ဓာကြီးစကေးရှိပြီးတော့က ောင်းကြီးကာယန်ကိုထိမ့်ပေးထားနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲအာရယ်ကလည်းတင်ကျင်လိုက်တာဆိုကရိုင်နာရဲ့လက်ကိုသွားခိုင်းပြီးတော့တိုင်နဲ့ငါးကိုရိုက်ပေးလို့ရမလားဆိုပြီးတော့မေးလိုက်ပါတယ်။ရိုင်နာအနေနဲ့ကလည်းတခြားသူကိုသွားတောင်းဆိုဆိုပြီးတော့ပြောလိုက်ပေမဲ့လည်းအာရယ်ကတော့မင်းကိုပဲလှုပ်စေချင်တာဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့ငါတို့ခင်ခင်မင်မင်နေရအောင်လေဆိုပြီးတော့ပြောတဲ့ချိန်မှာတော့ဘလို့ရိုက်ပြီးတော့ခင်ခင်မင်မင်နေရမှာလေဒါပြီးလို့ရှိရင်ပြောတရားကောင်းတဲ့ရိုင်နီမျိုးငါမသိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့နောက်အာရယ်ကလည်းငါနဲ့ကိုရိုက်စေချင်တယ်ဆိုတာကခန္ဓာကြီးစကေးကိုပြန် န်ဖန်တီးကျင်လို့ပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ယူနေတာလားဒါကနဖျားပေးရဲ့စကီပဲဆိုပြီးပြောတဲ့အချိန်မှာပဲသူက twin blade slits ကိုတောင်းမှန်းရအောင်လုပ်ခဲ့တာဆိုတော့ rainer ကလည်းလက်ခံလိုက်ရပါတယ်အရင်နောက် r အနေနဲ့ကလည်းခွန်အားတင်တဲ့စကီမပါပဲနဲ့ rainer ရဲ့ဓာတ်ကိုရမ်းပြလိုက်တာကြောင့် rainer ကလည်းအံ့ဩသွားကငါအနေနဲ့ဒါကို twin blade slits လုံရင်းနဲ့ရလာတာဆိုကပါရမီဆိုတာအမြဲတမ်းချိုးသားမှုရဲ့ရှိမှာပဲရှိရဲဆိုပြီးတော့ထပ်ပြီးပြောမလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ rainer ကလည်းသဘောပေါက်သွားခါချိုးသားမှုသားအလဟတ်တာဆိုလို့ရှိရင်ငါအနေနဲ့ဒီအချိန်မှာတာမ မယ်ဒါသမားလေးပဲဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့နင်းကိုကူညီမဲ့ဒါပေမဲ့ငါကလုံးဝအတီလောက်တတ်တယ်နော်ဆိုပြီးတော့ပြောလိုက်ပါတယ်အရေကလည်းတေချာတာပေါ့ဆိုပြီးတော့ပြောလိုက်ခါမွေးရတူတဲ့ကောင်မလေးနဲ့မလို့တော့ပါသေးတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မဆနဲ့ဆိုကရိုက်ပလိုက်ပါတယ်အိမ်နောက်မကြခင်မှာပဲလေလီယာတယောက်လည်းအပြေးတော့ရောက်လာကဆိုပြီးငါတို့နဲ့တွေ့ရမှာက event ရှိအောင်ရှိရဲ့ black play ဆိုကဒါတွေကိုစီစဉ်ခဲ့တာလေသူတို့ရဲ့အဖွဲ့အစည်းရဲ့ကောင်းဆောင်ဖြစ်တဲ့ GO ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာပဲကောင်းကင်ဆိုင်ကြနေတဲ့ RA ကိုတွေ့လိုက်ရကရိုင်နာကလေးကြီးရင်လုံနေတာပါဆိုပြီးတော့ပြော ောလိုက်ပေမဲ့လေလီလီယာကတော့ဒါကစိတ်ပီစီးမှုတွေရောကြောင်လုံးနေတာအထီးသားကြီးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ပြိုင်ပွဲနေကိုရောက်လာတဲ့ချိန်မှာတော့ဘေးကသူတွေကလည်း Dragon Fan နဲ့ Black Blade တွေလားဒါကမျိုးဆက်ဟောင်းနဲ့မျိုးဆက်တေရဲ့ထိတ်တန်းနေပဲ။ငါအနေနဲ့ Dragon Fan ကပြတ်သွားပြီလို့ထင်လိုက်တယ်ဆိုပြီးတော့ပြောလိုက်ခမင်းရောဘယ်တင်းကိုလောင်းမလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီချိန်မှာတော့တေချာတာပေါ့ Black Blade ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲလီလီယာကလည်းဒေါသထသာက Rainer ကထိန်လိုက်ရပြီးတော့ Arre ကလည်းဒါမျိုးပွဲတွေကိုလောင်းချင်းထုတ်လို့ရတာလားဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီချိန်မှာတော့ Rainer ကလည်းဘယ်ပွဲမဆိုလောင်း င်းကြီးထုတ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ခါရေဒီယာကလည်းစကားမဆက်ငါတို့ကအခုဆိုလို့ရှင်အစ20နှစ်တစားပဲဒါမလို့ငါတို့နိုင်လို့ရှိရင်ရှယ်ရမှာဆိုပြီးတော့ပြောလိုက်ခါငါတို့ကငမွဲဖွဲ့စည်းဆိုပြီးတော့ခေါ်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့အိမ်ကိုပေါင်ပြီးပါလောင်းထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်တော့ရှုံးသွားရင်ရောဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ရှုံးရင်လည်းဒီတိုင်းကဒီတိုင်းမလို့ဘာမှမထူးတော့ဘူးလေဆိုပြီးတော့ပြောခါအနိုင်ယူကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဂျီကိုဆိုတဲ့ဘယ်ကြီးကလည်းရောက်လာကအော်ဖခင်ပြည့်သူရဲ့အဖွဲ့စည်းကိုကာခွယ်ဖို့စူးစမ်းနေတာပေါ့ဆိုပြီး ီးတော့ပြောလိုက်ခါမင်းတို့အတင်အနေနဲ့မျိုးစားမဲ့ဆိုတဲ့ကောင်ကိုခေါ်ထားတယ်လို့ကြားတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့လေလီယာကလည်းတကူးတကလာနေတာလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မဟုတ်ပါဘူးငါကမင်းတို့ကိုလာပြီးတော့အားပေးတာပါဆိုပြီးတော့ပြောကအဲ့တော့မင်းတို့အဖွဲ့နဲ့တွေ့ဖို့အတွက်ငါတို့အနေနဲ့အစီအုံကိုအကူအညီတောင်းလိုက်ရတယ်ဆိုပြီးတော့ပြောကအဟောင်းနဲ့အသေးရဲ့ပြိုင်ပွဲကတကယ်ကိုစိတ်ဝင်စားမှုရမှာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့တော့မင်းတို့အတွက်အချီးကြီးရမယ်အခွင့်အရေးပဲဆိုပြီးတော့ပြောလိုက်ခါဒါပေမဲ့ငါတို့ဘက်ကအေးပြင်သားသမားတွေကပဲနိုင်မှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့တော့ဘဲကြီးချွတ်သွားတဲ့ ချိန်မှာပဲအရယ်ကလည်းဒီဘဲကြီးရတာကုညီမဲ့ပုံလည်းမပေါ်ပါလားဆိုပြီးတော့တွေးလိုက်ပါတယ်အဲ့လိုနဲ့ပြိုင်ဝဲစားတဲ့အချိန်မှာတော့အရယ်ကလည်းဟိုဘဲကြီးမတွေ့ပါလားဒီဘဲကြီးငါတို့ကိုအ short ပေးဖို့လုံနေတာလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အ short ပေးဖို့နေနေသာသာငါတို့နဲ့တွေ့လို့ရှိရင်ပို့ပြီးတော့တောင်းကျန်းတဲ့ကောင်တွေထည့်နိုင်မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာတော့အရယ်ကလည်းဟုတ်လားဒါဆိုလို့ရှိရင်လည်းစိတ်ဝင်စားစရာကောင်းတဲ့စကီးတွေကိုမြင်တွေ့ရတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့ပြိုင်ပွဲအတွက်စတင်မိတ်ဆက်တဲ့အချိန်မှာတော့ black playback ကချုံနောင်သူကြီးကိုနဲ့ dragon fan back ကတော့ဆိုကသူအနေနဲ့မှားရေးမိတာလား ားဆိုပြီးတော့ပြန်ကြည့်ပြီးတာခါကြမှအမျိုးသားမဲ့အားရယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့ဂျီယိုကလည်းငါနဲ့ဘာလို့ငါလိုအေးစင်ကဒီလိုမျိုးအမျိုးသားမဲ့နေတိုင်းမှာလဲဆိုပြီးတော့ပြောလိုက်ခါငါကဟိုကောင်မလေးတွေနဲ့ပဲတိုက်ရှင်တာဆိုပြီးတော့ပြောလိုက်ပါတယ်ပြန်ပွဲစားတဲ့အချိန်မှာလျှက်တဲ့ပြတ်တိုက်ခိုက်လိုက်ပေမဲ့လည်းအရာကအရေးကြီးဖြစ်နေခါအဲ့နောက်သူ့ရဲ့ဘေးမှာလည်းအားရယ်၃ယောက်ကဝိုင်းနေကဘသူကအစင်မဲ့မတီးရဲ့အချိန်မှာပဲအားရယ်ကလည်းသူ့ကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ချိန်မှာပဲဂျီယိုကလည်းလဲကြသွားကအရေးက၃កောင်းတော့လာမဖြစ်နိုင်တာဆိုပြီးတော့တွေ့လိုက်တဲ့အချိန်မှာပဲငါအမေနဲ့တိုက်ခိုက်လို့ရှိ ချင်းအမြဲတမ်းအကြီးက9ခုကျော်ထုတ်ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အိမ်နောက်နိုင်ရရှိသူကလည်း AR ဖြစ်သွားကဒီလောက်လွယ်လေးနဲ့နိုင်လိမ့်မယ်ဆိုပြီးတော့မထင်ထားဘူးဆိုပြီးတော့ Rainer ကလည်းပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့ပရိသတ်တွေကလည်းသူကတကယ်ပဲအမျိုးအစားမဲ့လားဆိုပြီးတော့စတင်ပြီးတော့မေးခွန်းတွေထုတ်လာကြကနောက်ထပ်တယောက်ကိုဆိုလို့ရှင်လည်းသူ့အနေနဲ့ Twin Blade နဲ့ပဲအသားရလေးပဲထက်ပြီးတော့နိုင်ယူလိုက်ပါတယ်။အိမ်နောက်နောက်ထပ်ဆန်ရှိလေးမှာဆိုလို့ရှင်လည်းသူ့အနေနဲ့အရေးရောင်နဲ့ပဲလဲစားလိုက်ကနောက်ခါပဲထက်ပြီးတော့ကြုံပေးလိုက်ပါတယ်။အဲဒီချိန်မှာပဲ Rainer ကလည်း Aran 3ယောက်ဝတော်မင်းရဲ့အသားလေးပဲဆိုပြီးတော့ ပြောလိုက်ခအဲ့ချိန်မှာတော့လေဒီယာကလည်းသူ့အနေနဲ့ service ကိုရနိုင်တော့တယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မင်းအနေနဲ့တိုက်ခိုက်ဖို့စိတ်ကူးမရှိဘူးလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲဒီလိုလူတွေကိုငါကဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်လေဒီယာကလည်းဒီချိန်မှာငါတို့အနေနဲ့အတက်နဲ့ယင်ပြီးတော့အားပေးတဲ့နေဆိုကအောက်ကနေအားပေးပါတယ်အဲ့နောက်တော့တယောက်တိုင်းကနဲ့ဘဲလေကိုရောက်တဲ့အချိန်မှာတော့မင်းကအမျိုးစားမဲ့တဲ့ဒါတောက်ခွက်ပြောင်အနေနဲ့ဆိုကလိုက်ပြီးတော့တိုက်ခိုက်ပါတော့တယ်အရယ်တယောက်ကလည်းတိုင်းကကြီးပါနေရာကြောင့်သူအနေနဲ့စကေးတွေကိုချော့ချပြီးကြခါကြမှာတိုက်ခိုက်ရမယ်ဆိုပြီးတော့ပြောလိုက်ခါအရယ်တယောက်အနေနဲ့သူ့ ရဲ့မာတာကြီးစီကနေတင်ယူလာတဲ့တိုက်ခွက်တစ်ခွက်နဲ့တိုက်ခဲလိုက်တဲ့အချိန်မှာတော့တိုင်းကကြီးကလည်းလွတ်သွားပါတော့တယ်။အိမ်တော့အရယ်ကလည်းဒီတိုက်ခွက်ကိုရဖို့အတွက်ငါအနေနဲ့တော်တော်လေးလေးကျင်လည်ရတယ်ဆိုပြီးတော့ပြောခါအခုချိန်ဒီမပြေဆုံးသေးဘူးဆိုပြီးတော့တော့ရှက်ဆန်းလိုက်ပါတယ်။အိမ်တော့သူအနေနဲ့ကလည်းဟိုလူကြီးကြားသွားတဲ့တိုင်းကကိုကောက်လိုက်ခါသူရဲ့တိုက်ခွက်ဖြစ်တဲ့ she patch နဲ့ပဲသူ့ကိုမှုန့်သိပ်ပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲမင်းအနေနဲ့ငါရဲ့စကေးကိုဝလိုက်ပြီးတော့လုံနိုင်မယ်လို့မထင်ထားဘူးဆိုကအရယ်တယောက်အနေနဲ့ထပ်ပြီးတော့နိုင်သွားပါတယ်။အဲ့ချိန်မှာပဲလူတွေကလည်းဒီကောင်ငါတို့ကိုလာပြီးတော့လိန်နေတာပဲဒါကမျိုးစားမဲ့ဖြစ် စရာလားဆိုပြီးတော့အားလုံးကလည်းဝိုင်းပြောကြတဲ့အချိန်မှာတော့အစီအစဉ်နဲ့ဆက်သူကလည်းအရယ်ကိုအမျိုးအစားမဲ့ဖြစ်ကြောင်းစာတန်းကိုချပြဖို့တွေပြောလိုက်ခချပြလိုက်တဲ့အချိန်မှာတော့အားလုံးကလည်းတကယ်ညှိမျိုးအစားမဲ့ပဲဆိုကသူ့ကိုဝိုင်းပြီးတော့အားပေးကြပါတယ်လီလီယာတယောက်ကလည်းအရယ်တလောက်ကျန်တာမှန်းသိလို့ရှင်းကြပြောပါလားဆိုပြီးတော့ပြောကသူ့ရဲ့ဖေရဲ့လက်ဝက်လက်နက်တွေကိုပါရင်းပြီးတော့လောင်းကြီးထပ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ရိုင်နာကလည်းအရယ်တလောက်ကျန်မှန်းမသိဘူးဖြစ်ကြောင်းနဲ့ငါးနှစ်အတွင်းဘာတွေများလေ့ကျင့်ခဲ့လဲဆိုပြီးတော့စဉ်းစားလိုက်ပါတယ်နောက်လီလီယာကလည်းဒီဘွဲပီယာနဲ့ငါအနေနဲ့လက်ထက်စာချုပ်လို့ ထားအမေဒီပွဲမှာမနိုင်တောင်မှရင်တကယ်မလို့အားရရှိနေပဲဆိုလို့ရှင်အဖွဲစည်းကိုပြန်တီထောင်နိုင်ဖို့ကအိမ်မက်မိုးဖွဲနဲ့တကယ်လက်တွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်နောက်ပွဲမှာဆိုလို့ရှင်တော့ Black Plate ဘက်ကလည်းသူတို့ရဲ့အကြံဆုံးဒါသမားဖြစ်တဲ့ဒါရှင်မာဆာမှုနဲ့ဆိုတဲ့သူကိုပါထည့်လိုက်ပါတယ်အဲဒီချိန်မှာပဲအားရတယောက်ကလည်းသူခံထားတဲ့ဒါကပါပြီးတော့ပေါ်လာတဲ့ခါတာနာထင်တယ်ဆိုပြီးတော့ပြောလိုက်ခါအဲဒီနောက် Rainer တို့ဘက်မှာဆိုလို့ရှင်လည်းအရှိတန်ရဲ့အစ်မြင့်မျိုးစားဖြစ်တဲ့ဆာမူရိုင်းမျိုးစားကိုရထားတာလားဆိုပြီးတော့ပြောလိုက်ခါအခုမှမြင် ဘူးတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲလီလီကာကလည်းသူ့ကြောင့်တစ်ခုမှမချဘူးကြောင့်လည်းဒါကဝက်ဖဲဖြစ်နိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြန်ဝင်စားတဲ့အချိန်မှာတော့အာရီတယောက်ကလည်းဟိုဘက်ကလူကဒါမထုတ်ရတာတောင်မှရင်အန်ဒီအန်နဲ့ကိုရနေတာကြောင့်ဆာမူတိုင်းပဲကြီးကလည်းမင်းအနေနဲ့ဒဇက်မှမလုပ်ပါလားဒါမှပါနေတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်ဒီနောက်ဆာမူတိုင်းပဲကြီးကလည်းတတိလျောင်းလှုပ်ပြီးတော့အသာလွန်ဆုံးတိုက်ကွယ်နဲ့မင်းကိုအဆုံးသတ်ပေးမလို့ကိုဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲဟော်လာဆိုကအာရီတယောက်အနေနဲ့ကလည်းအရှိကိုတိုးဝင်လာတာကြောင့်မင်းကငါပြောထားတာကိုတောင်မှရင်အရှိက နေတိုးဝင်လာတာပဲဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့မင်းရဲ့ခြံစုံစကေးကိုမြင်ကျင်နေဆိုပြီးတော့အရွယ်ကလည်းပြောလိုက်ပါတယ်တစ်ဖက်ကလည်းမဖြစ်နိုင်ဘူးငါရဲ့စကေးတုံးလိုက်ပြီးရဲ့အချိန်မှမင်းကမြေပြင်ပေါ်မှာလဲကြောက်နေတော့ပြီဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပြန်ဝဲရဆိုလို့ရှိရင်လည်းပုံမြင်တဲ့သူကအနိုင်ရမယ့်အဖြစ်မျိုးကိုဖြစ်သွားကသူအနေနဲ့ဓာတ်ကိုဆပြီးတော့ထုတ်လိုက်တဲ့အချိန်မှာပဲအရွယ်တယောက်ကလည်းရှောင်းလိုက်ခါသူ့ရဲ့နောက်ကိုရောက်သွားပြီးတော့မင်းကဒီမျိုးမှာအမြန်ဆုံးဖြစ်မယ်ထင်တယ်ဒါပေမဲ့ငါအနေနဲ့မင်းထက်မြန်တဲ့သူနဲ့လေ့ကျင့်လာတာဆိုပြီးတော့ပြောလိုက်ခါသူအနေနဲ့အနောက်ကနေပြီးတော့ဒါမင်းသမီးရဲ့ ဲ့အကျဉ်းဆုံးစကေးနဲ့ထိုးလိုက်ပါတယ်။အဲ့ချိန်မှာပဲသူတို့ကလည်းမြန်လွန်းလွန်းဘာမှမမြင်လိုက်ရကအနိုင်ရရှိသူက R ဆိုပြီးတော့ပဲကျင်ညာလိုက်ရပါတယ်။အဲ့ဒီတော့အဟောင်းနဲ့အစ်စ်ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ Dragon Fine ကနိုင်သွားတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲသွားပြီးကွာငါတို့ကတော့လောင်းကြီးတွေအများကြီးတင်ထားတာဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီတော့အောက်ဆင်လာတဲ့အချိန်မှာတော့လေလီယာကသူ့ကိုလာဖက်တာကြောင့်သူလည်းရှောင်လိုက်ခါမနေ့ပြန်ကနေစပြီးတော့ကြိုက်တာစားလို့ရပြီနော်ဆိုပြီးတော့လေလီယာကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖတ်ဖို့လုံနေတဲ့ Rhino ကိုတွေ့လိုက်တာကြောင့်အနည်းဆုံးဖတ်မယ်ဆိုရင်တောင်မှရင်တန်ကြက်ကလေးတော့ချွတ်ပေး ပေါ်ဆိုပြီးပြောလိုက်ပါတယ်။အဲနောက်လီလီယာကလည်းငါကဘာမှမဝယ်ထားဘူးဆိုကပြစ်ဖက်တဲ့အချိန်မှာတော့သူကထပ်ပြီးရှောင်လိုက်ပါတယ်။အဲအချိန်မှာပဲဂျီယိုကလည်းမင်းလိုမျိုးစားမဲကများဆိုပြီးပြောလိုက်ခါဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်သွားပါတယ်။